ြည့်မမြင်တာတော့ကြောက်ရမကောင်းဘူးကြောက်ရဟုတ်လားအကောင်းဆုံးဆိုတာဥစဉ်တို့ဒကာဓမ္မတွေတခြားမဟုတ်ဘူးအဲ့ဒီခန္ဓာကိုအတူနေတာကိုခန္ဓာဖြင့်မမြင်တာသူများလားအဝိဇ္ဇာလားဝိဇ္ဇာပါဗျာစဉ်းစားနာနော်မှန်ပါပါဟိုတရားပတ်ဆိုတော့ ဟုတ်ကောတော့သူ့အချက်နဲ့သူဟောတာအလွတ်ဆိုတော့ကိုဖောညာနာဟောလို့ရတယ်မှန်ပါပါအခုတော့ခုခန္ဓာနဲ့လည်းတူနေတယ်သူ့အပြင်လည်းမမြင်ဘူးသူ့နဲ့နေရတာလည်းပျော်ပိုက်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်များခန္ဓာဇတ်သိမ့်ဒုက္ခငြိမ့်နဲ့အတိလွတ်တဲ့နေရာရောက်ပါမှာမှန်ပါပါဘုရားဒါနဲ့နောက်ခန္ဓာရတာကိုမြင်ပါမှာမြင်ပါဘုရားဟာဖြင့်တသံတရားလုံးကခန္ဓာနဲ့ရာတူနေခဲ့တယ်ခန္ဓာအပြစ်တစ်ခါမှမမြင်ခဲ့ မြင်တယ်တော့လေဦးဇင်းတို့တက္ကရာမကြီးညံနဲ့မမြင်ပဲနဲ့ဒေါသနဲ့မြင်တာများတယ်ဗျာမှန်ပါဗျာဒေါသနဲ့မြင်တာနဲ့လောဘနဲ့မြင်တာနဲ့အေးဒီအမြင်နာ ကိလေသာနဲ့အမြင်နာမြင်တဲ့ညံအမြင်ကမကိမ့်ဘူးမှန်ပါဗျာအဲဒါကြောင့်ဦးဇင်းတို့တက္ကရာမကြီးဒီပရိစ္ဆသမုပ္ပါကိုပြားပြားပြီးပြတာတခြားမဟုတ်ဘူးခင်ဗျားတို့ခန္ဓာအပြည့်မြင်ပြီးတော့ဒီခန္ဓာကို ကြောက်ချင်းယွန်ချင်းမုန်းချင်းဖြစ်ပြီးခန္ဓာစိတ်ဇတ်သိမ့်တဲ့အလုပ်ကိုကျူးစာလုပ်စီခြင်းလို့မှန်ပါပါဘုရောဥဒေနုဒကာရမလေးသူဒီခန္ဓာ၅ပါးကဟိုနေ့ရဟောလို့ပဲတဲ့သူကတခြားလားသူသတ္တမလားအပြစ်မမြင်တော့တတ်မဲ့လူနဲ့နေရတာကိုပြောတယ်ဆိုတော့တော်တော်ကိုကြောက်ရွံ့ကောင်းတယ်မှန်ပါပါစဉ်းစားစဉ်းစားဥပမာလေးဟမ်ပါပြောပါမယ်ဗျာပြောပါမို့ပြောပါမို့မှန်ပါပါ တတ်မဲ့သူနဲ့အတူနေတာကိုခင်ဗျားတို့အပြုံးမပြတ်တဲ့ဖြင့်ပြုံများတောင်ပြောလိုက်သေးတယ်ဒီတော့ဦးဇင်းတို့ကဦးဇင်းတို့ကဓမ္မရိဘဝတန်တရားတလျှောက်လုံးမှာနေခဲ့တာကလည်းဟေးသမုဒိသစ္စာအနေနဲ့တော့ခင်ဗျားတို့လူဖြစ်နတ်ဖြစ်ပြမဖြစ်နေနေတယ်လို့တော့ပြောနိုင်ပါတယ်တကယ်ပရမတ္တသစ္စာအနေနဲ့ကြည့်ရင်တော့ခန္ဓာနဲ့နေခဲ့ရတဲ့ဘဝအကြည့်ပဲ ်လူပြည်ရောက်လဲခင်ဗျားတို့ခန္ဓာ၅ပါးပဲနတ်ပြည်ရောက်လဲခန္ဓာ၅ပါးပဲဇမပြည်ရောက်လဲမှန်ပါဘူးဒီအဲ့ဒီခန္ဓာ၅ပါးနဲ့နေတာကဥပ္ပကြီးခန္ဓာနဲ့နေတာကိုမသိလို့ခန္ဓာပြည့်ဘယ်လို့မှမမြင်တာမှန်ပါဘူးဒါပြည့်ခန္ဓာနဲ့အတူနေတာမသိတာ တခြားကြောင်လားပြိဿသမုပ္ပါမသိလို့လားပြိဿသမုပ္ပါမသိလို့ပါဟင်းခန္ဓာအပြင်မမြင်တာလည်းတခြားကြောင်လားဒီပြိဿသမုပ္ပါမသိလို့လားပြိဿသမုပ္ပါမသိလို့ပါဒီနေ့ခင်ဗျားတို့ခန္ဓာသိခြင်းရင်ရှင်သာရိပုတ္တရာကြီးကယောပြိဿသမုပ္ပါရံပတ္တိသောဓမ္မံပတ္တိအကျင့်ပုဂ္ဂိုလ်သည်ဖြစ်ကြောင်းပြိဿသမုပ္ပါကိုသိသောထိုပုဂ္ဂိုလ်သည်ဓမ္မံခန္ဓာစိတ်ကိုပတ္တိမြည် အကျင့်ပုဂ္ဂိုလ်သည်ဖြစ်ကြောင်းပြိဿသမုပ္ပါကိုမသိသောထုပုဂ္ဂိုလ်သည်ဓမ္မခန္ဓာစိတ်ကိုနပတ္တိဘယ်တော့မှမမြင်ဘူးဆိုတော့ဘဝတန်တရာတစ်လျှောက်လုံးမှာဥစဉ်တို့ဥစဉ်တို့တရားဓမ္မတွေခန္ဓာမျိုးစုံတော့ဖြင့်တခန္ဓာပြီးတခန္ဓာဝင်တော့ထမ်းနေရတာပဲမှန်ပါဗျာဝင်ပြောင်းထမ်းတာရှိတယ်ဝင်ကြတဲ့နေရာကိုတစ်ချိန်မှမရောက်ဘူးမရောက်ပါဘူးဗျာဘုလက်ခမရတို့မှာ a ara eriri gnrụ dika mjili igonanaụra kadrụ kantange ဟုတ်လားတဏှဥပါဒံကံဆိုတော့အကိုင်ကိုခန္ဓာနဲ့ထမ်းတာလားအေးအပွားခန္ဓာတွေပါထမ်းတာလားအပွားခန္ဓာတွေအေးထမ်းလိုက်ထမ်းလိုက်တော့တဏှဥပါဒံကံနေပြီဟိုကဲဇာတိဆိုတာမရောက်ဘူးလားရမှာဇာတိရရင်တော့ခင်ဗျားတို့ဇာမရဏကဘယ်လို့မှရှောင်လို့မလွတ်ဘူးဟဲ့ဒါကြောင့်ဦးဇင်းတို့တရားဓမ္မတွေပရိစ္ဆသမုပ္ပါကိုလွတ်ခေါ်စရာတရားလည်းမရှိဘူးဒီပရိစ္ဆသမုပ္ပါကိုပိုင်းမိုင်းနိုင်နိုင်ညံတဲ့မှာ ေးရှင်းလင်းသွားရင်မပြောစရာဟောစရာတရားဟာဒီပရိစ္ဆသမုပ္ပါကူမူတည်လိုက်ရင်ဟောစရာတရားထွက်လာတာပဲမှန်ပါဗျာဒါကြောင့်ဥစဉ်တို့ဟောဥစဉ်တို့တရားဓမ္မတွေဒီပရိစ္ဆသမုပ္ပါတမြင်ညလို့မယူနဲ့မှန်ပါဗျာအေးဖျားဖြစ်အောင်ကျေးဇူးပြုတဲ့တရားဒီပရိစ္ဆသမုပ္ပါပဲမှန်ပါဗျာဒီပရိစ္ဆသမုပ္ပါသိလို့ခွန်တော်ခန္ဓာစစ်သိပြီးခန္ဓာအပြည့်မြင်လို့ခန္ဓာလွတ်ရာရောက်မှဆိုတော့ဒီပရိစ္ဆသမုပ္ပါဇတ်သိမ့်မှာ ခန္ဓာဇတ်သိမ့်ပါဆိုတာကိုလိုကြီးညံတော်ထဲမှာဗောဓိပဲနဲ့ရွှေပြင်းမှာ ပေါ်ရာပေါ်ပါဗျာခမရစဉ်းစားကြည့်လေပုပ်ပင်တိဝါဒနုဒတိညံကြတုံးကပုဂ္ဂိုလ်အစဉ်ပျောက်တွေ့တုံးကတော့ဘယ်ကိုယ်တော်ပြောလို့ဘုရားအဖြစ်မှာဝန်မခံနိုင်ပဲနဲ့ကိုဒိဗ္ဗစက်ကူညံတော်ကြီးရတုံးကလည်းဘုရားအဖြစ်ဝန်မမခံသေးပဲနဲ့နောက်ဆုံးဒီပြိဿာသမုပ္ပါသုံးသပ်လိုက်တော့ဓမ္မဆက်သုံးသပ်လိုက်တော့မှဟာအနည်းနဲ့အတိအသေးကများပါလား တခါတည်းကမဟာတာဝိကညာနေပွားလာပြီဟောဒါကကိုကတော့ပြောလို့အတိတ်နဲ့ပြစ္ဆုတ်ပံပြစ္ဆုတ်ပံနဲ့အနာကဒီလိုတွေးနေတဲ့နေရာနေနောက်ဆုံးကိုခန္ဓာနဲ့ကြည့်လိုက်တော့တခန္ဓာပြီးတခန္ဓာတခန္ဓာပြီးတခန္ဓာဟာလူပြေနေလာတဲ့ထင်းနေတယ်ညာနဲ့ကြည့်လိုက်တော့မှအသေးလေးနေတာတွေ့တာကိုမှန်ပါပါဘုရားဒီအသေးလေးနေတာတွေ့တဲ့ပုဂ္ဂိုလ်ဟာ ဩအတိလို့ရတော့သူရောက်ချင်တဲ့စိတ်ပေါ်မှာပေါ့ဗျာအတိလေးတာမှမတွေ့တဲ့ပုဂ္ဂိုလ်ကအတိလို့ရရောက်ချင်တဲ့စိတ်ပေါ်ရုံထုံးစံမရှိပါဘူးဘုရားခုကများလို့ဒါကြောင့်ဟောလာပြစ္ဆုတ်ပံခန္ဓာပြစ္ဆုတ်ပံခန္ဓာဆိုတာဟာဒါအတိလေးတဲ့ခန္ဓာမြင်စည်းခြင်းလားဟုတ်ဉာဏ်မြင်ကခင်ဗျားတို့ဟောနှောပြောသလိုဟိုသမုဒိမရဏမြင်တာမဟုတ်ဘူးသမုဒိမရဏဆိုတာကစံစံကြီးခင်ဗျားတို့အတုပါအထဲပြင်းထားတာကတော့ ဒါလူတိုင်းမြင်တာပဲဗျာဟုတ်လားကလေးလည်းမြင်တာပဲလူကြီးလည်းမြင်တာပဲမျက်လုံးအကြည့်တတ်ပါတဲ့ပုဂ္ဂိုလ်မှသမျှမျက်လုံးအိမ်သာမပြည့်လို့ဒီပတာရယုတ်တာမပြည့်ရင်မြင်တာပဲမြင်ပါဗျာဒီညာမြင်ကြတော့ဩကိုယ်တော်ကပြောလို့ညာမြင်ကြတော့ခမည်းတော်ကိုယ်ခန္ဓာတွေကအသေးကိုမြင်ရမှာဟုတ်ပြင်ဘက်ကအတုပမြင်တော့ဒါမရဏနှုတ်တတိပေါ့ဗျာမှန်ပါဗျာဒီတဝေကညာမဲ့သူကျေးဇူးပြုမှာပေါ့မှန်ပါ အဲ့ဒီတော့ကိုယ်ခန္ဓာတွေကအတိလဲတာတွေမြင်းမြင်နေတဲ့ပုံကူများကြတော့ဟာအတိစသိမ့်မှာခန္ဓာသိမ့်မှာအတိစသိမ့်မှာမှန်ပါဟောဒီချာတော့အတိမြင်လို့သူကအတိလွတ်ချင်တဲ့သဘောပါလားမှန်ပါနောက်ကခင်ဗျားတို့ဟုတ်လားကိုယ်တတ်မဲ့ပုဂ္ဂိုလ်ကဓာန်ငါးစင်းနဲ့ကင်လိုက်နေရင်ဒီလူအမိခံပါလားလွတ်အောင်ပြေးပါလားမှန်ပါစဉ်းစားစဉ်းစားခင်ဗျားတို့ဟုတ်လားဥမာတစ်ခုအကြောင်းမသိလို့ကိုယ်ရန်သူကဝိုင်းပြီးတော့ဓာန်ငါးစင်းနဲ့ဝိုင်းပြီး မိရဇက်ပိုင်မယ်ဆိုလို့ရှိရင်ခမည်းတော်အမိခံပါလားအလွတ်အောင်ပြေးပါလားအလွတ်အောင်ပြေးပါပါအဲ့ဒါကမျက်လုံးပြင်ခုခမည်းတော်ခန္ဓာထဲမှာဥရိယဗျာဆိုတဲ့အေးခဏခဏဖြစ်ခဏခဏပြက်နေတာမြင်းနေတော့ဟာတိမင်းကကန့်နေတာပါလားဆိုတာတိမင်းကိုကန့်နေတာမဟုတ်ဘူးတိမင်းနဲ့ကိုရင်ဆိုင်နေရတာမှန်ပါပါဒါတော့တိမင်းနဲ့ရင်ဆိုင်နေရတာတိတော့အသေးလဲတာတွေ့တော့ဟာ ဒီအသေးလေးတဲ့ကိစ္စကြီးလွတ်မှအီးမှာပါလားဆိုရင်ညိုကခန္ဓာကဟောလီညာကကြည်လီခန္ဓာဟောလီညာကကြည်လီကို်ခနာအကုလုမဖြစ်ဘူခနာအကုတဲ့ောအသေလေးတဲ့ပြန်ခဲ့မှဒီခန္ဓာဇာသိမ့်မှအသေးလွတ်တဲ့မြာရောက်မှဆိုတော့ညာအကုထွက်သွားတာမှန်ပါဘူးဘုရားကြီးကခန္ဓာငဲ့တာနဲ့ညာအကုတာနဲ့ခန္ဓာငဲ့တယ်အေးခန္ဓာငဲ့တယ်ဆိုတဲ့ကိုကစဉ်းစားကြည့်ဘာပြစ်စာရထားတာငဲ့တာဟုတ်ပါဘူး ဒီဒုက္ခသစ္စာရတာကငဲ့တယ်ဆိုတော့ဒုက္ခသစ္စာမသိတာကတခြားလားအဝိဇ္ဇာငဲ့တာကတခြားလားတဏှာလားအနာအပြောမလို့ဥပါတိယငဲ့တယ်သူပြောတာဓမ္မဖြစ်စဉ်နဲ့ခြားတော့ကိုယ်ဝဲနဲ့အဝိဇ္ဇာတဏှာကိန်းလို့ဒီဖြစ်ဆုံးကြုံတာရှင်းရှင်းလေးပြောနေပါတယ်အတိရှိရနဲ့အတိရှာတယ်အတိရှိတာသိလို့အတိလွတ်အောင်ကြိုးစားတယ်ဟုတ်ဒါဖြင့်ခင်ဗျားတို့ဝန်တော်ပြောလို့ အသေးရှိရာအသေးရှာတဲ့အလုတ်ကတတန်တရားလုံးကလုတ်ခဲ့တယ်လုံးပြမှန်ပါဗျာဘာဖြစ်လို့တတန်တရားလုံး